မဲ့မင်္ဂလာပါခင်ဗျာ။ဟောဒီနေ့ကတော့ကျွန်တော်တို့ candlestick တွေရဲ့ characteristic တွေနဲ့ candlestick တခြားဘာလို့ analysis လုပ်အောင်ဘယ်လိုကြည့်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော် knowledge sharing နဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်။ဟောဒီလိုအကြောင်းအရာကိုသိဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ candlestick တွေကိုဟောဘယ်လိုဖတ်လဲပေါ့နော်။ candlestick တွေရဲ့เออဒီပုံမှန်စာတန်းကိုကျွန်တော်တို့ဘယ်လိုဖတ်လဲအဲပြီးတော့အခေါ်အော်တွေကဘာလဲဆိုတာကိုကျွန်တော်ဒီနေ့ ်ရှင်းပြပေးမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော် how to reconnect it ပေါ့နော်။ Connect it တခြားအောင်ဘယ်လိုဖတ်မလဲဆိုတဲ့ဟာ။ Connect it မှာကျွန်တော်တို့သိထားမှာ beginner အတွက်ကနှစ်မျိုးရှိမယ်။အဲဒါဘာလဲဆိုတော့ bull candle နဲ့အဲကျွန်တော်တို့ bear candle ဆိုပြီးတော့ရှိမယ်။ဟုတ်ပြီနော်။အဲ bull candle ကိုတော်တော်များများကကျွန်တော်တို့အစိမ်းရောင်တို့မို့အပြန်အောင်နဲ့သတ်မှတ်ကြရတယ်။အဲ bear candle ကတော့ရှင်းတယ်ကျွန်တော်တို့အနီရောင်နဲ့သတ်မှတ်ကြရတယ်ပေါ့နော်။ညာဒါကတော့ international standard ပေါ့နော်။ international standard တချို့တွေကလည်းအလားအပါတွေကြိုက်တော့ပန်းရောင်လို့ဘာလို့လျှောက်ပြဒါကတော့ကိုကြိုက်သလိုထား။ဒါပေမဲ့အဲကျွန်တော်တို့တခုတတိထားမှာကကျွန်တော် international မှာရောဘ ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘူးကန်တွေကိုဟောကျွန်တော်တို့အပြာရောင်အပြာရောင်ထားကြတာများပါတယ်အပြာရောင်သို့မဟုတ်အစိမ်းရောင်ထားကြတာများဘဲကန်တွေကတော့အနီရောင်ပဲပေါ့နော်အဲ့ဒါကြောင့်မှအဲ့ဒါမှဒါအာကျွန်တော်တို့ online မှာလေ့လာတဲ့အခါမှာလည်းကျွန်တော်တို့ကမျိုးလုံးထဲမှာ confuse မဖြစ်တော့ဘူးပေါ့နော်တခြားရောင်တွေထားလိုက်လို့ရှိရင်အဲကျွန်တော်မျိုးလုံးထဲမှာဟို confuse ဖြစ်ပြီးတော့ဟိုဈေးတွေမှတ်တွက်တာမျိုးတို့ဟိုဘာမျိုးတို့ဖြစ်နိုင်တယ်ပေါ့နော် okay အဲ့တော့အာအရင်ဆုံးသိထားမှာကျတော့ကျွန်တော်ဘူကန်နယ်လို့ခေါ်တယ်ဒီကောင်ကိုဘဲကန်နယ်လို့ခေါ်တယ်ဘူကန်နယ်ဆိုရဲသူ့ရဲ့ characteristic ကအတက်ကန်နယ်ပေါ့နော်ဈေးတက်တော့မယ်ဆိုတော့ပြတဲ့ကန်နယ်ဖြစ်တယ်ဘူကန်နယ်ဆိုတာဟုတ်ပြီနော်ဘဲကန်နယ်ဆိုတာကကျွန်တော်တို့အကြကန်နယ်ဟုတ်ပြီနော်အကြကန်နယ်အဲအကြကန်နယ်ဆိုတာကဈေးကျတော့မယ်ဆိုပြီးတော့ဟောသူ့ရဲ့ characteristic ကဈေးကျဖို့အတွက်ကိုသူကပြတယ်ပေါ့နော်โอเคအဲ့တော့ characteristic တချောင်းမှာဆိုရင်ဘူကန်နယ်မှာပဲဖြစ်ဖြစ်ဘဲကန်နယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘာရှိမလဲဆိုတော့အပေါ်မှာ spice ရှိတယ် အောက်မှာ spike ရှိတယ်ဟုတ်နော်တူတာနဲ့ရှည်တာတော့ကွာတယ်အဲ့တော့ဘယ်လိုခေါ်လဲဆိုတော့အပေါ်ကိုဒီအပေါ်အကြောင်းအနက်ရောင်အကြောင်းလေးကိုကျွန်တော်တို့က spike လို့လည်းခေါ်တယ်တနည်းအားဖြင့် wick လို့လည်းခေါ်တယ် w i c k wick လို့လည်းခေါ်တယ်တနည်းအားဖြင့် shadow လို့လည်းခေါ်တယ်ဒါကတော့ကျွန်တော်တို့တော်တော်များများခေါ်တဲ့အခေါ်အသုံးမျိုးပေါ့ဗျာဟုတ်ပြီနော်ဒါကကြတော့ဘာလို့ခေါ်လဲဆိုတော့ upper shadow upper width um ဟုတ်ပြီနော် upper shadow upper width လို့လည်းခေါ်တယ်ဟုတ်ပြီနော် upper spike လို့လည်းခေါ်တာပဲဗျာဒါကကြတော့ lower shadow shadow lower width lower spike လို့ခေါ်တယ်ဟုတ်ပြီနော်ဒီမှာလည်းကျွန်တော်တို့ကအထုံးကြီးလည်းကောင်းမယ်ဟုတ်ပြီနော်အဲ့တော့အခွန်ဝေတွေကဘယ်လိုပဲခေါ်ခေါ် ဟောကိစ္စမရှိဘူးကိုက spike လို့ပဲခေါ်ခေါ် wick လို့ပဲခေါ်ခေါ် share လို့ပဲခေါ်ခေါ်အဲ့တော့အပေါ်ကအချောင်းဆိုလို့ရှိရင်အပါ share အပါ spike အပါ wick တခုခုခေါ်လိုက်ရတယ်အောက်မှာဆိုလို့ရှိရင် lower လို့ခေါ်မှာနော် lower share lower wick lower spike ပေါ့ဗျာဆိုလိုတာဟုတ်ပြီနော်အဲ့တော့အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင်အဲ့တော့အဲ့ဒီ spike အချောင်းကိုအဲ့ share ဟုတ်ပြီနော်အဲ့ဒီ weight အကြောင်းကိုပြောရမှာဆိုရှင်ကျွန်တော်ကတော့ spike လို့ပဲခေါ်လိုက်တော့မယ်ဗျာနော်အဲ့တော့ upper spike ရှိတယ်ပေါ့နော် upper spike ကဘာကိုကိုစားပြူလာလဲဆိုတော့အဲ့တော့ဒီမှာ upper spike ရဲ့အဖျားကကြတော့ height of the range တဲ့နော်ဈေးကအမြင့်ဆုံးတက်ခဲ့တဲ့ဟာကိုပြောပြောချင်တာဗျာဟုတ်ပြီနော်ဈေးကဒီထိပ်အဖျားအထိကိုအမြင့်ဆုံးတက်ခဲ့တဲ့ဈေးဟုတ်ပြီနော်ဒီအထိဟုတ်ပြီနော်အဲ့ဒါကို ကျွန်တော်ကျွန်တော်ပေါ်စပိုက်ဟုတ်ပြီเนาะဒါဒါပမာလဲဆိုတော့ကျွန်တော်ဘူးကန်နယ်မှာပြောတာเนาะဘူးကန်နယ်မှာဆိုလို့ရှိရင်ねဘယ်အထိအမြင့်ဆုံးတက်ခဲ့လဲဆိုတော့ဈေးอ่ะဒီမှာ high of the high of the range အထိတက်ခဲ့ဟုတ်ပြီเนาะအဲ့တော့နောက်တစ်ခုကကျတော့ဒီမှာ low of the range ဆိုတော့ဘယ်အထိအများဆုံးကျနိုင်ပြကျခဲ့လဲဆိုတော့ဒီအထိအများဆုံးကျခဲ့ဟုတ်ပြီเนาะဈေးอ่ะဟုတ်ပြီเนาะအဲ့တော့ဒီဘူးကန်နယ်ဘဲကန်နယ်တွေကဇင်းလုံးအတက်ကြဟိုသူကအာဟို display လုပ်တဲ့သဘောပဲဗျဟုတ်ပြီเนาะအဲ့တော့ဒါကြီးအလေးကအလေးကအစိမ်းအောင် အစိမ်းအောင်ချောင်းယူဘာလို့ခေါ်လဲဆိုတော့ body လို့ခေါ်တယ်ဟုတ်နော်အစိမ်းအောင်ချောင်းယူဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့က body လို့ခေါ်တယ်အဲ့တော့ဘူးကန်ထဲမှာဆိုလို့ရှိရင်ဟုတ်ပြီနော်ဘူးကန်ထဲမှာဆိုလို့ရှိရင် price ကအောက်ကနေပြီးတော့ဒီမှာ open ဟုတ်ပြီနော်ဒီ body ရဲ့အောက်ခြေကကျွန်တော်တို့ price as open စောက်ဖွင့်လိုက်တာ ကန်နယ်တခုကိုဘူးကန်နယ်နဲ့စဖွင့်တော့မှဆိုရင်ကျွန်တော်တို့ကအာဒီကနေစပြီးဖွင့်တယ်ဟုတ်ပြီနော် price ကဒီကနေစပြီးတက်လာခဲ့တယ်တက်လာတယ်တောက်လျှောက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 ်တက်လာတယ်တက်လာတယ်တက်လာတယ်ဘယ်ထိရောက်သွားလဲဆိုတော့ဒီမှာအမြင့်ဆုံးဈေးကြီး high of the range ကြီးရောက်လာပြီးတော့မှသူကကြတော့အပေါ်မှာ selling pressure ဝင်တယ်ဟုတ်ပြီနော် selling pressure ဆိုတော့ဒီမှာ spike အပေါ် spike ရဲ့ရှည်နေရဖြစ်တဲ့ကြောင့်အပေါ် spike ကလည်း selling pressure ဝင်ပြီးတော့ဘမပိတ်သွားလဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာပိတ်သွားတယ်ဟုတ်ပြီနော် price is close တနည်းဒါကန်နေရာဘမပိတ်သွားလဲဘူးကန်နေရာဒီမှာပိတ်သွားတယ် ဟုတ်ပြီနော်ဒါကြီးက price ကြီးပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ချောင်းလုံးကဒီတစ်ချောင်းလုံးက price price လို့ခေါ်တာပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့အာဒီမှာအဲ့တော့ကျွန်တော်ရှင်းရမယ်ဆိုလို့ရှိရင်အာကနေတစ်ချောင်းရှိမယ်ကနေတစ်ချောင်းမှာအပေါ်ကဟာက spike လို့ခေါ်တယ်အာအာအာ upper spike ပေါ့နော် upper spike အာ upper shadow ဒါ lower spike lower share ရူဟုတ်ပြီနော်အဲ့တော့ဘူးကန်တယ်ဘူးကန်တယ်ဆိုတော့ attack candle မှာဆိုလို့ရှိရင် price ကနေပြီးတော့အောက်ကနေပြီးတော့ကျွန်တော်တို့စဖွင့်မယ်ဈေးစဖွင့်မယ်အပိတ်တဲ့နောက်ဆုံးပိတ်တဲ့အချိန်ဆို candle တစ်ချောင်းကကျွန်တော်မနက်ဖြန်ဆိုလို့အဆိုလို့ရှိရင် candle တစ်ချောင်းကမနက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာမနက်6နာရီခွဲ6နာရီ6နာရီခွဲလောက်ဆိုရင်ကျွန်တော် candle တစ်ချောင်းကပိတ်တယ်ဟုတ်ပြီနော်အဲ့တော့ candle တစ်ချောင်းကပိတ်တယ်ဆိုရင်ဘယ်အချိန်မှာပိတ်သွားမလဲဆိုရင်ဒီမှာ price ကဒီမှာပိတ်သွားမယ်ဟုတ်နော်ဒီတပုံစံနဲ့လာအောင်မဟုတ်ဘူးနော်အပေါ် spike ရှိတဲ့ဟာမျိုးတွေဒါ spike နဲ့ပတ်သက်လို့ဟိုကျွန်တော်အာနောက်ပိုင်းနောက် ဒါကတော့ canastic basic ပေါ့နော်နောက်ပိုင်းကျွန်တော်တို့ canastic ဒီအမျိုးအစားတွေပြောတဲ့အခါမှာကျွန်တော်ပြောပြပါမယ်ဟုတ်ပြီเนาะဒါကတော့ကျွန်တော်တို့ canastic ကိုဘယ်လို reach လောက်အောင်လဲဆိုဘယ်လိုဖတ်အောင်လဲဆိုတဲ့အကြောင်းကို basically ပြောပြပေးတာဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့မှတ်ထားမှာကတကောင် apostle spike out spike ဟုတ်ပြီเนาะဒါကြီးက body ဟုတ်ပြီเนาะအဲ့တော့ book candle မှာဆိုလို့ရှိရင် price ကအောက်ကနေစပြီးတော့ဖွင့်တယ်ဘယ်ထိပိတ်မလဲဆိုတော့တနေ့တာ candle 6နိုင်ခွဲကိုကြည့်လိုက်ဒီမှာဒီမှာပိတ်သွားတယ်ဟုတ်ပြီเนาะဟုတ်ပြီเนาะဒါကိုဆိုလိုတာပါဟုတ်ရဲ့ဘဲ candle မှာဆိုလို့အဲ့တိုင်းပဲ ဘဲကန်နံပါဆိုရင်တော့သူနဲ့ကပြောင်းပြန်ဒီမှာအပေါ်စပိုက်ရှိတယ်အာအောက်စပိုက်ရှိတယ်ဘဲကန်နံပါဆိုလို့ရှိရင်တော့ဘာလဲဆိုတော့ဆယ်လာတွေကြီးစိုးတဲ့ကန်တွေပေါ့ဗျာဒါကတော့ဘိုင်ယာတွေကြီးစိုးတဲ့ကြီးစိုးတဲ့ကန်တွေပေါ့ဗျာဘဲကန်နံပါဆိုလို့ရှိရင်အပေါ်မှာသူရဲ့ range ရှိရထုံးစံတိုင်းပဲအောက်မှာ range ရှိတယ်ဟုတ်ပြီနော်အဲ့တော့အာအာသူကကြတော့အာဒီဘူးကန်တွေနဲ့ပြောင်းပြန်အပေါ်ကနေစပြီးတော့ဖွင့်တယ်ဘာလို့ဆိုတော့သူကအကြကန်တွေဖြစ်တဲ့ကြောင်အပေါ်ကနေစပြီးတော့ဖွင့်တယ်ဘယ်ထိကြခဲ့လဲဆိုတော့ဒီအထိသူကကြခဲ့ဟုတ်ပြီနော် ဘယ်မှာပြန်ပိတ်သွားလဲဆိုတော့ကျွန်တော်တို့ကဒီမှာပြန်ပိတ်သွားလဲဆိုလိုတဲ့သဘောဟုတ်ပြီနော် โอเคအဲ့ဒါလေးကကြတော့ကျွန်တော်တို့ how to reach candidate ကို candidate ချောင်းဘယ်လိုဖတ်ရမလဲဆိုတာကိုကျွန်တော်ပြောပြသွားဖြစ်တယ်အဲ့တော့တခုအာနှစ်ခုရှုပ်ထွေးတော့မှာဆိုတော့တည်တည်ချာချာလေးအာအနားမလည်တခြားလေးနှစ်ခေါက်လောက်ပြန်ပြီးတော့ကြည့်ပေးပါဒီဟာကတကယ်လုံးဝ basic ပဲအဲနောက်ပိုင်းကျွန်တော် candidate အကြောင်းလေးကိုပြောတဲ့အခါမှာကျွန်တော်ပြန်ပြီးတော့ဟိုဟာလေးကိုတစ်ချက်ဟိုအသေးစိတ်လေးကိုကြတော့ candidate အဲ့ဒီမျိုးစားရဟမ်းမောက်ရွှေတင်စတာတို့အဲ့ဟိုက်ကြရင်ကျွန်တော်အသေးစိတ်လေးပြန်ပြောထားမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ဒီလောက်ကအမှတ်ထားလို့ရတယ်အဲ့တော့အပေါ်စပိုက်ကဘာလဲဆိုတော့ selling pressure ကိုပြရတဲ့ ဆယ်လာရီကျူးဆူရက်စပိုက်ဖြစ်တဲ့အပေါ်စပိုက်ရှေလီလီဆယ်လာရီရဲ့ပါဝါပူကောင်းလေအောက်စပိုက်ရှေလီလီဘာယာရဲ့အာပါပူကောင်းလေလေဒီမှာလည်းအဲ့တိုင်းပဲဟုတ်ပြီနော်အပေါ်စပိုက်ရှေလီဆယ်လာရဲ့အာပူပြီးတော့ကောင်းဆယ်လာရီရဲ့အဲရောင်းလို့အာပူကောင်းလေလေအောက်စပိုက်ရှေလီဘာယာရဲ့ရောင်းလို့အာပူကောင်းလေလေပေါ့ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ကန်နက်စတစ်တွေရဲ့ကန်နက်စတစ်တွေရဲ့အာကာရက်တာရစ်စတစ်ကိုကန်နက်စတစ်တချောင်းဘယ်လိုဖတ်ရမလဲဆိုတဲ့ဟာကို knowledge sharing တွေလုပ်ပေးထားတာပါကျွန်တော် YouTube channel တွေလည်း subscribe လုပ်ပေးကြပါဦးဗျာ